မင်္ဂလာပါအိဇဲရဲ့ပါဝါဖူးဖြစ်တဲ့ function နှစ်ခုကိုပြောပြပါမယ်အဲ့ function နှစ်ခုကတော့ filter function နဲ့ choose function ဖြစ်ပါတယ် filter function ဆိုတာကကျွန်တော်တို့ပုံမှန်စစ်နေကြ filter လိုပဲ collagen နဲ့ data ကို filter စစ်ပြီးတော့ယူတယ်ဒါပေမဲ့ filter function မှာကျတော့ကျွန်တော်တို့က array လိုက်ကြီးပြန်ရမှာဖြစ်ပါတယ်ပေါ့နော် hr data တွေဖြစ်တဲ့ဒီထဲမှာဝန်ထမ်းစင်းရင်းရှိတယ်ဒီဝန်ထမ်းစင်းရင်း data လေးကိုကျွန်တော် table format ပြောင်းထားတယ်ပြီးရင်ဝန်ထမ်းတွေကတရားကျော်ရှိတယ်ပေါ့နော် ဒီ table ကိုလည်းကျွန်တော်နာမည်လေးပေးထားတယ်ဒီ table design တက်တယ်မှာတွားကြည့်လို့ရှိရင် HR data ဆိုပြီးတော့နာမည်လေးပေးထားတယ်ပေါ့နော် Okay အဲဆိုရင် fitter function လေးကိုစမ်းရေးကြည့်မယ်ပေါ့နော် equal fitter ဆိုပြီးတော့တက်ကြီးခေါက်လိုက်မယ်သူက array ပေးပါ array ပေးပါဆိုတော့ခုနကကျွန်တော်တို့ HR data တစ်ခုလုံးကိုသူ့ထဲကိုပြစ်ပေးလိုက်မယ်ပေါ့နော် HR data ပြီးရင် HR data ပေါ်နေပြီဆိုရင်တက်ကြီးခေါက်လိုက်မယ်ပြီးရင်ဘယ်ဟာကို fitter ဆစ်ချင်တာလဲကျွန်တော်တို့ login တဲ့ column ကို fitter ရွေးပေးလိုက်မယ် hr data တွေကနေမှ တေဘယ်တွေကနေကော်လံလေးတွေလိုချင်တယ်ဆိုလို့ရှိရင်တောင်းကွင်းလေးစလိုက်ပါတော့ဒါဆိုရင်သူရဲ့ကော်လံ list လေးကြာလာပြီအဲ့ထဲကနေမှ department department ကော်လံကိုလိုချင်တယ်အဲ့ department ကော်လံထဲကနေမှကျွန်တော်တို့က id id နဲ့ညီတဲ့သူတွေကို filter set ပေးပါပြန်နောက်က argument ကတော့ if md ပေါ့နော်ကျွန်တော်တို့ filter ဆက်လိုက်တဲ့ဟာမရှိဘူးဆိုရင်ဘာပြချင်လဲဆိုတဲ့ဟာကျွန်တော်တို့ id ကကျွန်တော်တို့ data ထဲမှာရှိတဲ့အတွက်ဘာမှမရေးခဲ့တော့ဘူးခွင်းပေးလိုက်မယ် enter ခေါ်မယ်ဒါဆိုရင်တော့ तू က ID တပမန်ကလူတွေအကုန်လုံးကို fitter စစ်ပြီးတော့ကျွန်တော်တို့ကို table array လိုက်ပြန်လာပေးတာဖြစ်ပါတယ်ပေါ့နော်โอเคကျွန်တော်တို့က fitter function မှာ criteria တစ်ခုပဲဆစ်လို့ရတာလားဆိုတော့မဟုတ်ပါဘူးပေါ့နော်ကျွန်တော်တို့ criteria နှစ်ခုသုံးခုဆစ်လို့ရတယ်ပေါ့နော်โอเคအဲ့ဆိုရင်ကျွန်တော်နှစ်ခုဆစ်ပြမယ်ပေါ့နော် function key f2 ကိုနှိပ်လိုက်မယ် order under လေးခေါက်ထားလိုက်မယ်နော် argument လေးတွေကြည့်ရတာပို့ပြီးတော့ရှင်းတော့အောင်ပေါ့နော်ဒီမှာခွင်းစာလေးထားခဲ့လိုက်မယ်ပြီးရင်ဒီ asterisk လေးနဲ့ asterisk ဆိုတာဒီ argument နေထဲမှာဆိုရင် un function နဲ့တူတယ်ပေါ့နော်သူက logical နှစ်ခုကိုဆက်လိုက်တာပေါ့နော်ပြီးရင်ဒီဘက်မှာခွင်းစာလေးနဲ့ကျတို့ hr data တွေရနေပဲတောင်ခွင်းလေးနဲ့စပြီးတော့ဒီတစ်ခါမှာတော့ position ပေါ့နော် position column နဲ့ရနေမှာတောင်ခွင်း equal intern တွေကိုရှာမယ်ပေါ့နော် intern ဆင်းနေတဲ့သူတွေဘယ်နှယောက်ရှိလဲခွင်းပေးမယ်ပြီးရင် fitter function တွေခွင်းတစ်ခုထပ်ပေးမယ် enter ခေါ်မယ် โอเคဒါဆိုရင်တော့ကျွန်တော်တို့ ID department မှာ intern ဆင်းနေတဲ့သူ၃ယောက်ရှိတယ်ဆိုပြီးတော့သူက fitter ဆစ်ပြီးတော့ကျွန်တော်တို့ table array လေးပြန်လာပေးတာဖြစ်ပါတယ်ပေါ့เนาะကျွန်တော်တို့ကဒီ table ID ကြီးကိုမလိုချင်ဘူးငါတို့ကနာမည်ရဲ့ position ရဲ့ပြီးရင် ID လေးပဲလိုချင်တယ်ပေါ့เนาะကိုလိုချင်တဲ့ column ကိုရောဘယ်လိုမျိုးရွေးထုတ်မလဲပေါ့เนาะဒါဆိုရင်တော့နောက်ထပ် powerful ဖြစ်တဲ့ function တစ်ခုဖြစ်တဲ့ choose function နဲ့တွဲရရမှာဖြစ်ပါတယ်ပေါ့เนาะ choose function ဆိုတာကအလွယ်ဆုံးပြောပြပြရရင်ဒီအောက်မှာ choose function လေးရေးပြလိုက်မယ်ပေါ့เนาะ equal choose ဆိုပြီးတော့တက်ကီးခေါက်လိုက်မယ် ူက indent number ပေးရမယ်ပြီးရင် value 1 value 2ဆိုတဲ့သူ့ရဲ့ကိုကြိုက်တဲ့ value တွေဒီထဲမှာထည့်ထားလိုက်မယ်ဒီ indent number 1ဆိုရင် value 1ကိုပြန်ပေးမယ်2ဆိုရင်သူက value 2ကိုပြန်ပေးမယ်ပေါ့နော်ကျွန်တော်လိုချင်တာ column 3ခုဖြစ်တဲ့အတွက်1 2 3ဆိုပြီးတော့ရေးရမှာဖြစ်တယ်ပြီးရင်အဲ့1 2 3ကလည်းကျွန်တော်ကညာဘက်ကိုအစင်လိုက်ဖြစ်သွားပြင်တာဖြစ်တဲ့အတွက် array ဖြစ်သွားပြင်တာဖြစ်တဲ့အတွက်ကျွန်တော်တို့က curly bracket တွန်းခွင်းလေးနဲ့စာမယ်ပြီးရင်1ကျွန်တော် comma ဆိုရင်တော့ညာဘက်ကိုကတ်မယ် semicolon ဆိုလို့ရှိရင်တော့ နောက်တစ်ရိုးကိုထပ်ကန်มาဖြစ်ပါတယ်ပေါ့เนาะโอเคအဲ့ဆိုကျွန်တော်ကညာဘက်ကိုကတ်ချင်တာဖြစ်တဲ့အတွက်2 3ပြီးရင် calibrate ကတွန်ကွင်းလေးပြန်ပိတ်မယ်အဲ့ကြမှာကျွန်တော်တို့လိုချင်တဲ့ဟာ1ကိုဘာထားခြင်းလဲ1ကိုကျွန်တော်တို့ HR data တွေကတောင်ကွင်းလေးစလိုက်မယ် ID ကိုထားခြင်းတယ်တောင်ကွင်းပြန်ပိတ်မယ်ပြီးရင်2ကိုဘာထားခြင်းလဲ HR data တွေကတောင်ကွင်းလေးစလိုက်မယ်နာမည်ကိုထားခြင်းတယ်တောင်ကွင်းပြန်ပိတ်မယ်ပြီးရင်နောက်ထပ် HR data တွေက ဘာလို့လိုချင်သလဲကျွန်တော်တပတ်မှန်ကိုလိုချင်တယ်ပြီးရင်တောင်းဝင်းလေးပြန်ပေးမယ်ပြီးရင်ကျွန်တော်ချူဖန်ရှင်အတွက်ဂွင်းတစ်ခုထပ်ပေးမယ်အန်တာခေါက်မယ်ဒါဆိုရင်တော့ချူဖန်ရှင်ကသူက ID ရရှိရနာမည်ပြီးလို့ရှိရင်သူရဲ့တပတ်မှန်ကိုဒီလိုမျိုးရွေးချရွေးပေးတာ ဖြစ်ပါတယ်ပေါ့နော်အဲ့ရွေးပေးတဲ့ဟာကိုမှ fitter နဲ့ထပ်အုပ်တာဖြစ်ပါတယ်ပေါ့နော်โอเคဒါဆိုရင်ကျွန်တော်တို့ဒီ choose ကိုပဲ fitter နဲ့ထပ်အုပ်ကြည့်မယ်ပေါ့နော် up to key လေးကိုနှိပ်လိုက်မယ်ရှိရနေ ဖစ်တာဆိုပြီးတော့တက်ကီးခေါက်လိုက်မယ်။အရေးကတော့ချူဖန်ရှင်ရပေးတဲ့ဟာကြီးပေါ့နော်။ချူဖန်ရှင်ရပေးတဲ့ဟာကိုပဲအရေးယူခြင်းနဲ့အရေးရသွားပြီ။အဲ့ဒါဆိုလို့ရှိရင်ကျွန်တော်တို့က criteria ဘယ်နှခုယူမလဲပေါ့နော်။ဒီမှာတော့ကျွန်တော်တို့က fine net ကိုပဲယူမယ်ပေါ့နော်။ fine net department ကလူတွေကိုပဲကြည့်ခြင်းနဲ့ HR data တောင်းကွင်းလေးစလိုက်မယ်။ပြီးရင် department က column အတွက်တောင်းကွင်းလေးပြန်ပေးမယ် equal finance နဲ့ညီလာပေါ့နော်ပြီးပြီးရင် queen ပေးမယ် under ခေါ်မယ် โอเคဒါဆိုရင်တော့ကျွန်တော်တို့က finance department လူတွေကိုကိုလိုချင်တဲ့ column လေးနဲ့ table array လေးရမှာဖြစ်ပါတယ်ပေါ့เนาะ filter function နဲ့ choose function ကိုဆဲတစ်ခွက်ထဲမှာရေးတာနဲ့ကျွန်တော်တို့ data table တစ်ခုလုံးကိုရမှာဖြစ်ပါတယ်ပေါ့เนาะအထောက်အကူတစ်ခုဖြစ်ခဲ့မယ်ဆိုရင် comment မှာ yes ဆိုပြီးတော့မှတ်ငယ်ပေးပါဦးခင်ဗျာကျေးဇူးအများကြီးတင်ပါတယ်